ဒီနေ့ကျွန်တော်ငယ်တဲ့အကြောင်းတွေကိုနည်းနည်းပြောပြခြင်းနဲ့ပေါ့နော်။အာငယ်တဲ့လူတွေကဘယ်လောက်ဖြစ်အထင်သေးကြလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင်ရောမဆိုလို့ရှိရင်နောက်ကျမြောက်ကျလို့နေတတ်တယ်ဗျာ။အဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်ကြီးလာလို့ရှိရင်ဘသူမှနေပြီးတော့အထင်မရှိရဘူးအဲ့လိုသူတို့ပြောတဲ့ပုံစံတွေကအာကြီးလာရင်တော့ဒီကောင်ကမိမရတော့မိမရမှာပဲ။အာဒီကောင်ရတဲ့မိမလည်းဘယ်လိုပြောမလဲ။အာအစီအပြေမှာမဟုတ်ဘူးကောနော်ဒီကောင်ဆိုလို့ရှိရင်အမြဲတမ်းလည်းကျွန်တော်တို့အထင်သေးကြတယ်အာ ီကောင်ကညောကျောညောကျောတော့ကောင်ကဒီကောင်ကဘာမှသုံးစားရမှာမဟုတ်ဘူးအဲ့လိုမျိုးထင်ကြတယ်အဲတချို့တချို့တချို့ဆိုလို့ရှိရင်လည်းဒီမျိုးအကျွန်တော်တို့တကယ်ချင်းနေကြတဲ့ကြောင်းတက်တဲ့လူတွေရှိရလေအဲ့လိုလူတွေကြတာအရင်အထင်ကြီးကြတာအာကြောင်းတက်လာတော့သူမျိုးပေါ်တွေကပြန်လာတော့ဟာမင်းစာလုံးဝဖြစ်နေတော့ဘာညာပေါ့အာကိုတွေဆိုသူတို့နောက်ကလည်းအဲ့လိုမျိုးသိတယ်မှာတကယ်ချင်းနေဆိုတော့အာဒီကောင်ကျွန်တော်တို့ဆိုဘာမှသုံးစားလို့မရပါဘူးဒီလိုပဲဆုံးသွားရမယ်ဘွာအဲ့လိုမျိုးမသိလို့ရှိရင်ကျွန်တော်တို့ဘွာ ကြောင်းမတက်ကြောင်းပြီးဆုံးအောင်မတက်ခဲ့ရလို့ဘဝကဘာမှလုပ်လို့မရဘူးတေသွားမဲ့အတိုင်းပဲအဲ့လိုမျိုးပြောနေကြတာတွေအာတချို့ဆိုလို့ရှိရင်မိကလေးတွေဆိုလို့ရှိရင်ရှိသေးတယ်အာကိုရီးယားနေပြီးတော့ဒီမှာလူပြောပြောလေ့လာရှိတယ်ကျွန်တော်ခေါင်းကြတော့ကျွန်တော်တို့ရခိုင်ဘက်မှာဆိုတော့ဘာလေးဟိုဟာလေးရှိတယ်ဒီရောလေးတွေဆိုတာရှိတယ်ရောလေးဆိုညာဘက်ကျမှနေပြီးတော့ကောင်မလေးကိုရစ်စကားတော့ပြောတာညာကျမလေးအဲ့လိုမျိုးခင်ဗျားတို့တချို့တွေကတည်ကြည်မှတည်လို့မြမပြီမှာတော့ရှိမှာမဟုတ်ဘူးခိုင်ပြီမှာပဲရှိတယ်ခိုင်ဆိုရင်တော့မအကောင်လုံးနေရာတိုင်းမှာမရှိဘူ ချုပ်တလေနေရမှာပဲရှိတာအဲအဲ့လိုမျိုးသွားလေတော့အာမိန်းကလေးပိုက်ခြင်းဘက်ကတည်းကဆိုလို့ရှိရင်ကိုရီလေကိုရီလာမသိလို့ရှိရင်မတိုက်ကြဘူးဘာလို့လဲဆိုတော့ကိုရီဆိုအစိုးတရ50အဲ့လိုမျိုးတတ်မှတ်ထားတာအာဘာမှတုံးစားလို့မရဘူးအဲ့လိုမျိုးဘယ်သွားအာအရှိဘဝနောက်နောက်လာမယ့်ဘဝနောက်လာမယ့်အနာဂတ်တွေမှာလည်းကျွန်တော်တို့ကနေပြီးတော့ဘာမှလုံးနိုင်မှာမဟုတ်ဘူးကတော့အစင်းရွေးနဲ့ပြီးတော့ကျွန်တော်တို့ကငတ်ပြတ်နေမှာသဘောပဲသူတို့ပြောတဲ့အတိုင်းဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော် ဒါပေမဲ့အဲ့လိုပြန်ပြောတဲ့မင်းကလေးမိဖတွေကိုကျွန်တော်အဲ့ဒီမင်းကလေးတွေပြန်ကြည့်လိုက်တဲ့အခါဘာတွေဖြစ်နေကြလဲဆိုအခုလင်ကွေးတဲ့ကောင်မလေးတွေနဲ့သူကအယသမားတွေနဲ့ညာတဲ့ကောင်မကောင်တွေနဲ့ပေါ့နော်လူတွေကအဲ့လိုမျိုးအပေါ်ရကြီးပြီးတော့မဆုံးဖြတ်ရဘူးဗျပြောချင်တာကအဲ့လိုမျိုးအထင်သေးလို့ရှိရင်ကိုယ့်ကိုကိုဘယ်လိုဖြစ်လဲဆိုတာသူကနောင်တရတာအတူကသူကပြောကိုတစ်ကြုံကနောင်တရကြတာဒါကကျွန်တော်ကဒီလိုမျိုးစာတရားတွေပြောနေတာပေါ့ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ဟာတွေကျွန်တော်ပြောနေတာ အဲ့လိုမျိုးတွေပေါ့နော်လူတွေအဲ့လိုမျိုးရှိတတ်တယ်ကိုတွေလာလို့ရှိရင်ဗျာတချို့ယောက်ျားလေးမိမချင်းသာလို့အတင်းတော်လူတွေရှိတယ်အာကိုတွေဆိုလို့ရှိရင်အရက်လေးလေးတောက်တာနဲ့ဒီကောင်ကအာမိမတွေဆေးရောက်လိုက်ရတော့မယ်အာဒီကောင်ကတပွားလုံးပျက်စီးရောမယ်အဲ့လိုမျိုးတွေပြောနေတာဘလို့လူတွေလည်းမသိဘူးပေါ့နော်လူများအတင်းဆက်လိုက်ပြောခြင်းတယ်အာသူတို့ဆိုလို့ရှိရင်လည်းသူ့မှာလည်းတာသမီရှိတယ်ကိုတွေလိုပဲတငယ်ချင်းတယ်ယောက်ျားလေးတွေရှိဒါပေမဲ့အဲ့လိုလူမျိုးတွေလည်းအဲ့လိုသူ့အဖေမေလည်းအဲ့လိုမျိုးရှိတယ် အတင်းတုတ်တာပြောမှာဆိုအတင်းတုတ်ချင်တာပေါ့နော်ကိုယ်လေလာလို့ရှိရင်နှာခေါင်းနဲ့ရှုံးလဲလေနှောက်မဆက်ချင်တယ်လို့လို့ကိုယ်လေတခါကျွန်တော်တို့ကြတော့အဲလွတ်လွတ်တဲ့တိုက်ထဲမှာသွားတယ်ပြောပြပွားနေတတ်တယ်ပြောမှာဆိုလို့ရှိရင်ဗမာလေတော့ကျွန်တော်ပြတ်တောက်ရှိခိုင်တယ်ပြောမှာအမြောက်ကြမြောက်ကြပေါ်ပြောင်းပါလေပြောမှာဆိုမြောက်ကြမြောက်မြောက်ကြနေတတ်တယ်ပေါ့အကျွန်တော်ဆိုလုံးဝအထင်မကြီးကြဘူးလေမျိုးအာဒီကောင်ကအဆိုးကွာအဆိုးတရ90တူဆိုးမဲ့ကောင်ပဲအာသူ့အဖေတက်တော့ဆိုးမဲ့အဲ့လိုမျိုးလူစရာအဖေဆိုးတဲ့တာသိမ်းဆိုးဘူးညာ သားသမီးကောင်းတယ်လေအဖေကောင်းတာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုတိုက်နဲ့ကိုလာလေကိုဘွားနဲ့ကိုလာတယ်အဖေတဲ့ကသားသမီးဆိုင်မှာမဟုတ်တာ။သားသမီးတဲ့ကအဖေဆိုင်မှာမဟုတ်တာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကခံခဲ့ရှိပြီးသား။သူတို့ပြောကလေးကကျွန်တော်စိတ်တော့မကောင်းဘူး။အော်ငါကတုံတုံအထင်သေးတာပဲ။ငါဘာမှမလုပ်တတ်တော့ဘူးအဲ့လိုမျိုးချိန်နေကြတယ်ဘုန်းတော်။မဟုတ်ဘူးသားသမီးကလည်းကိုဘွားနဲ့ကိုလာတာကိုဝါသနာပါတာသားသမီးဝါသနာအဖေဝါသနာမတူဘူး။ဘယ်လိုလဲအဖေလုပ်ခဲ့တဲ့သားသမီးလုပ်မယ်ဆိုလို့ရှိရင် အဖေသမရပြင်ရင်သသမီသမရပြင်နေရမှာလားအဲ့ဒါဆိုမဟုတ်ဘူးလားကျွန်တော်ပြောတာအဲ့လိုမျိုးနဲ့လူတွေကအပေါ်ရန်ဒါကြည့်ကြတာဒါကြောင့်လူတွေနဲ့အဲ့ဒါအဲ့ဒီကဆိုလို့ရှိရင်ဒါကိုယ်တွေကိုဒါအထင်သိပဲဒါချိုးနေတယ်ပေါ့နော်ကိုယ်တွေဆိုလို့ရှိရင်အဲ့လိုမျိုးမိပတ်စံရှိတဲ့သသမီတွေဆိုလို့ရှိရင်သူတို့အကောင့်ပြောတာသူကသူဘာပဲလုပ်လို့လုပ်နေအကောင့်ကအဖေမိုးထောင်ပြောနေရောကျွန်တော်တို့ဆိုအဲ့လိုမဟုတ်ဘူးဘာပဲလုပ်လို့ကျွန်တော်အမှားလေးတစ်ခုလုပ်လိုက်တာလေကိုတွေကလည်းအဲ့ထက်ဟိုဟာ လွ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 နေတဲ့တိုက်ထဲမှာပါတယ်ပွေးတွေပါတယ်ဆိုလို့ကရခေါင်းတွေအဲ့လိုဆိုတအားမုန်းကြတာကျွန်တော်တို့ဆိုနည်းနည်းလေးအရက်လေးတောက်လိုက်တာနဲ့အရက်တောင်မတောက်ဘူးဗျာပွေးမှာကားလိုက်တာနဲ့ဟာဒီကောင်ကကွာသိုးလိုက်တာပေါ့သိုးလိုက်တာဟာဒီကောင်ကသူ့အဖေလိုပဲကြည့်လိုက်အာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့သိုးမှာပါအဲ့လိုမျိုးညီငယ်ကြားသွားရင်တော့မှအဲ့လိုမျိုးဒီကောင်နဲ့သွားလို့ဘာထူးမှာလဲဘာရမှာလဲအဲ့လိုမျိုး ကျွန်တော်စောက်ပွားမဟုတ်ဘူးကျွန်တော်ပြောတယ်ကျွန်တော်စောက်ပွားမဟုတ်ကျွန်တော်တို့မှာခေါင်းရှိတယ်ဒီကံကြားသွားရင်ကိုပွားကိုတိုးတက်ရတော့သူကြောင်သွားတာဒါရောကြောက်ပြည့်ပြောချင်လာပါဒီကံကြားတို့ရောက်သွားတော့အဲဒီအဲ့လေရောမှာကရောလူရဲ့အဲ့လိုတင်ကိုတွေကအဲ့လိုထိယူနေတာမဟုတ်ဘူးရှင်းရှင်းပြောမှဆိုလို့ရှိရင်ကိုတွေလည်းခေါင်းရှိတယ်ခင်ဗျားတို့တွေပဲခေါင်းရှိတယ်လို့မထင်ကြနဲ့တကယ်ရောအားလူတွေဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်တော်တို့ကျွန်တော်အများကြီးခံဘူးလေကျွန်တော်ဆိုအများကြီးခံရတဲ့အထင်မှာပါတယ်အထင်သေးခံရတဲ့အထင်မှာအာ ရှုသူသားသမီးတွေနဲ့ကြိုက်မှာတော့မကိုတွေကိုအလာလို့ရှိရင်သူသားသမီးတွေတော့သဘောမတူဘူးအဲ့လိုမျိုးနဲ့သူသားသမီးတွေကလည်းဘာကြီးမလို့လဲဘာမှလည်းမဟုတ်ဘူးစောက်ကြီးစောက်ကြီးအဲ့လိုမျိုးတွေလောက်ကြတယ်ဘုန်းတော်ကြီးကြီးလောက်ကြတယ်ဘုရားပြောမှဆိုလို့ရှိရင်ကြီးကြီးလောက်ကြတယ်အဲ့လိုမျိုးတွေမသိရင်သူတို့သားသမီးတွေကပဲဟွာတမရကရောတယ်တမရနဲ့ညားမယ်လို့လို့မသိရင်တရားသူကြီးတွေနဲ့ပဲညားမယ်လို့လို့ဘာမှလည်းမဟုတ်ဘူးအယူတွေရောက်လာတော့ကျွန်တော်တို့ကြီးတော့လေ အာတုံင်းကတုံင်းပဲဘာမှလည်းသူတို့ပြောင်းလဲတော့မရှိဘူးအဲ့ဒါဆိုမင်းကဘာဖြစ်နေလဲဆိုကျွန်တော်တို့ကဘယ်တော့မှမပြုစုမအောင်မကြဘူးချင်းချင်းပြောရင်အခုဒီပဲကျွန်တော်တို့ကျွန်တော်တို့မွေးကြတဲ့ကျွန်တော်မိသားစုတွေလည်းအောင်မကြဘူးအခုဒီကိုမိသားစုကိုအဆင်တစ်ထိပ်တည်းမဖြစ်ရင်တောင်မှအဆင်တပြေရှိနိုင်တယ်ဘာမှပြောစရာမလိုဘူးအဲ့မင်းတို့တွေပြောချင်တာဒီလူတွေကနေပြီးကျွန်တော်ငတုံးလို့ထင်ခဲ့တဲ့လူတွေကအခုကျွန်တော်ဘာမှမဖြစ်နေဘူးလို့ကျွန်တော်ပြောချင်တယ် အခုကျွန်တော်ခင်ဗျားလည်းပြောသလိုမမိမရောက်တရလည်းမရဘူးခင်ဗျားတို့ထိန်ခဲ့တယ်လို့ပြောကျွန်တော်ဆိုးတရ90လည်းမဖြစ်ဘူးကျွန်တော်ပြောရတဲ့ကျွန်တော်ကျွန်တော်တိုက်တဲ့ကျွန်တော် AA စစ်စစ်ပဲတတရရရပဲရှိနေပါတယ်လို့ကျွန်တော်ပြောချင်တာ